ေယိုမိသားစုများအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Leo Family Channel လေးကနေလည်းပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါသေးတယ်နော်။ဒီကနေ့အတွက်လည်းစာရေးဆရာမကြီးဂျာနေကျော်မမလေးရေးသားထားတဲ့ရင်းနှင်းအောင်မွေးဆိုတဲ့ဝတ္ထုစာအုပ်လေးကိုအပိုင်း23အနေဖြင့်ဆက်လက်ပြီးတော့ညဝေလို့ဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။အားလုံးမင်းနားဆင်ပြီးကြပါအောင်နော်။ရင်းနှင်းအောင်မွေးအပိုင်း23 မော်ဒီအေကန်နေ၌ထိုင်လိုက်ထားလိုက်ပြတင်းပေါက်ထားခြင်းလိုက်ဖြင့်စိတ်ကနာမငြိမ်မဲအပြင်မှကာတန်ကိုသာနာဆွင်နေသည်မိမိတို့အကိုကိုအာနာပြီးမုတ်ချပြန်လိုက်လာမှာပဲဟူသူစိတ်ကို ဖြည့်သိမ့်ကောင်းလာနိုးနိုးဖြင့်ဆောင်ရွက်နေသည် နာယီခောက်တန်စနစ်ချက်ကြားလိုက်ရသည် မော်ဒီစနစ်ချက်ခောက်တန်ကြား၍စိတ်မောသွားသည်မဲအတန်တို့အိမ်မှမတွေ့ရင်ချက်ချင်းပြန်လာမည် တွင်း၍သာစကားပြောနေ၏သာအခုလောက်ကြာနေခြင်းမဲဟုတွက်ခါကလထိုင်မော်၌မိထိုင်ချလိုက်သည်မော်သည်စိတ်ပင်မန်းကိုပင်မန်းဖြစ်လျက်ခဏငြိမ်မိန်နေစဉ်လမ်းထဲဝင်လာသောကာဟွန်တန်နှင့်ကာတန်ကိုကြားလိုက်ရသည်ခြံဝင်းတကားဝါမှဖွင့်ထားသည်အိတ်ကန်ထဲ၌လဲခွေအိမ်နေသောထွေရင်ကို မော်ကပုံနှိုးလိုက်သည်ထာထမမိလာပင်မော်သည်တကားကိုပြေးဝင်လိုက်သည် ကားပေါ်မှာကိုမြင့်သူတယောက်တည်းဆင်းလာတာမြင်ရသဖြင့်မော်ဒီစိတ်ပူသွားကလေကားထစ်မှပြပြတည်းစီမီသည် အကိုမမီနေမတွေ့ခဲ့ဘူးလားကိုမြင့်သူသည်အပြေးလန်းတက်လာရင်တွေ့ခဲ့ပါတယ်ဟုလန်ပြောလိုက်သည်ထိုင်မှာအကိုမမီရဘာပြောပါသလဲကိုမြင့်သူသည် သူမရောက်တာကြာလာပြီ ဖြစ်တော့အေကန်လေးကိုကြည့်လျက်သူ့ရင်ထဲ၌နှွေးသွားသည် မမြင်ရတာကြားလာပြီဖြစ်သောမော်ဤမျက်နှာလေးကိုမြင်ရသဖြင့်လဲသူ့ရင်ထဲ၌ဆွေးသွားသည်မော်သည်ကိုမြင့်ထူးနှင့်မျက်နှာချင်းဆိုင်ရှိသော ကလထိုင်၌ဝင်ထိုင်လိုက်သည်ကိုမြင့်ထူးသည်မော်ကိုလမ်းကြည့်လျက်ဝမ်းနည်းစွာပြုံးပြသည်အကိုပြန်လိုက်ဖို့ခေါ်ပါတယ်တတော်ကစိတ်ဆိုးမပြေသေးပါဘူးကိုမြင့်ထူးသည်ပြောပြီးငေးမိုင်းကြည့်နေသည်မမကပြောပြလို့အကိုသိရပါတယ်မော်ဖေဖေကိုတွားကြော့တာသိရလို့စိတ်ဆိုးလာတယ်ပြောပါတယ် မမလည်းအခုရှိမှပဲတော်တော်မော့အတွက်တောင်းပန်ပေးပါတယ်။မဝအဖေတယောက်အတိမတ်ထားတဲ့အဖြစ်နဲ့ကြော့ယုံကြော့တာပါ။အာကိုတာမဟုတ်ပါဘူးဆိုပြီးတော့ဝိုင်းတောင်းပန်ပေးပါတယ်။မော်သည်သူတို့အကြောင်းကိုကိုမြင့်သူသိရှိသွားသည့်အတွက်ရှက်လဲရှက်ဝမ်းလေနေကခေါင်းငုံလျက်ပင်နေသည်။မောကနောက်တစ်ခါမသွားပါဘူးလို့မပြောလိုက်ဘူးလား။မော်သည်ခေါင်းလေးမော့ကမြေကြီးဝဝဲဖြင့်ခေါင်းလေးကိုညင်ညင်သာသာကားပြနေသည်။ဘာဖြစ်လို့မပြောရသလဲမော်ရဲ့။ ကိုမြင့်ထူးမှစိတ်မကောင်းလာသဖြင့်ညင်သာစွာပင်မိသည်ဒီကိစ္စမော်ဆုံးဖြတ်တာပြီလို့ပါအကိုမောထံမှပျော်ပြောင်းသောကိယူနာသံလေးပြန်၍ကြားရသဖြင့်ကိုမြင့်ထူး၏ရင်၌ခိုက်သွားသည်မော်ကဆက်ပြောသည်ဖီဖီကိုမော်အားကိုးတဲ့စိတ်နဲ့ကြောတဲ့သဘောလည်းမဟုတ်ပါဘူးမော်တသက်မှာဖေဖေရှိနေသည်များကာလပတ်လုံးတရင်ကျလာတခါတော့ကိုတိလည်းရောက်ကြတော့ဖို့တန်နှိမ့်ထန်ချပြီးတဲ့အတွက်မမေကိုစိတ်ကြည်နှံ့အောင်မပြောနိုင်တာပါအကို မမေစိတ်ကျေနပ်အောင်ဒီစကားမပြောနိုင်တဲ့အတွက်မော်လည်းစိတ်မချမ်းသာပါဘူး။ကိုမြင့်တို့သည် မော်ကိုစိုက်ကြည့်လိုက်သည်။အံ့အားလေးတင်ဤအယောင်ယောင်၌မိခင်စိတ်ကြိုက်ကိုလိုက်ရောခဲ့လျက်မိခင်စိတ်ချမ်းသာမှုကိုရှေးရှုခဲ့လျက်ဤကိစ္စတွင်တန်ဒိဋ္ဌံချထားသဖြင့်မပြင်းနိုင်ကြောင်းအတိတ်ပဲပေါ်သွားယုံမက မော်ဤတန်ဒိဋ္ဌံမော်ဤဆုံးဖြတ်ချက်သည်ဒေါ်စုံမိခိုက်သွားအောင် တင်းမာခြင်းသဘောလက္ခဏာရှိသဖြင့်မော်ဤခိုင်မာတဲ့မဲ့သောစိတ်ဓာတ်ကလေးကိုမမျောလင်းပဲတီးခွင့်ကြုံရခြင်းကြောင့်အံ့အားသင်ရ၏မော်ပြောပြနေသော မော်ဤအတန်လေးမှာပျော်ဝင်နေလျက်ထိုအတန်လေးနှင့်အတူမော်ဤငယ်နေသောမျက်နှာလေးကလည်းတနာစရာကောင်းနေသည်မော်ဖေဖေကရန်ကုန်မှာရှိသလားကိုမြင့်သူမေးလိုက်တော့မိကုံကိုမော်ကနှုတ်ဖြင့်မပြေပဲခေါင်းကလေးကိုမငိတ်ချင်ပဲညှိပြလိုက်သည် ကိုမြင့်သူသည်ဘယ်မှနေသလဲဘာလုပ်သလဲစသည့်အဖြစ်မော့အဖေရာဇဝင်ကိုအ ਨੇ ပါဆက်၍မေးကြည့်ခြင်းသောစိတ်တော်ဖြစ်ပေါ်သည်တို့ရာတွင်မငြိမ့်ချင်ငြိမ့်ချင်ငြိမ့်ပြသော အမူအရာကြောင့်မော့ပြောခြင်းမီမပြောခြင်းမီမသိနိုင်သဖြင့်မမီပဲနေရ၏မော့သွားကြော့တော်တို့တော့ဘလို့တည်သွားသလဲဖိဖိစီသွားကြော့တဲ့အကြောင်းဒံယာရီစောက်လေးမှာမော်ရိမ့်မှတ်ထားပါတယ်အဲ့ဒီစောက်လေးကိုမမီတွေ့သွားပါတယ် ကိုမြင့်ထူးသည် ရှေးဆက်၍မပြောနိုင်ဘဲရည်ဝေသောမျက်လုံးများဖြင့်မော့ကိုငေးကြည့်နေလေ၏။ပေပေနဲ့မော်သတင်းကျုပ်ကတော့တာလွဲပြီးတီးပြင်ပါမှဆက်သွယ်မရှိပါဘူးအကို မော်လူဖြစ်မှဖေဖေကိုတွေ့တာအခုမှလေးကပဲရှိပါသေးတယ်။မမေအနေနဲ့ကတော့ဖေဖေကိုအင်မတန်မစိတ်နာပါတယ်။မော်အနေနဲ့ကဖေဖေကိုစိတ်နာစရာအကြောင်းဘာမှမရှိပါဘူး။ဒါပေမဲ့အကိုရဲ့မမေကိုဖေဖေနဲ့တော့မတွေ့ပါဘူးလို့ မမေစိတ်ပြေအောင်မမပြောနိုင်တာဟာမမေစိတ်ဆိုးစရာပဲမောဘဝကံအကြောင်းမကောင်းမဟုအကိုမော်ဒီရက်လိုက်သည်မျိုးလုံးလေးချဆိုင်လျက်ထားလေ၏ကိုမြင့်ထူးသည် တွေ့ရင်ငိန်နေသောမော်ကိုစိုက်ကြည့်နေရင်မှသူရင်ထဲ၌ဘာဝေဒနာမှမသိအောင်ဝေဒနာတစ်ခုကိုပြင်ပြစွာခံစားလျက်ရှိနေသည်မိဘနှင့်ကွဲကွာပြီးနေရတဲ့သူမျိုးမှပဲမော်ဖြစ်ကိုပိုပြီးနားလည်နိုင်ပါတယ်လောကမှာအဖေရှိလျက်နဲ့အဖေကို ခိုးကြောင်ကိုဝဲတွေ့ရတာလဲဒုက္ခတစ်မျိုးပါပဲအကိုဒါဟာလဲဝိတ္တမျိုးပါပဲမောဘဝမှာအဖေရှိမှန်းသိပြီးအဖေကိုအဖေမှန်းသိရတွေ့ရသေးတာပဲလို့ဖြေစေရပါတယ်မိမိအနေနဲ့သာဆိုရင်မောဖြစ်ကအဖေရှိမှန်းမသိမရှိမှန်းမသိဘယ်သူဘယ်ဝမှန်းမသိဖြစ်နေမှာအမှန်ပါပဲ မော်ဤအတံမှာပြောရင်တိမ်သွားလျက်ဝန်းနေခြေခွေတန်လီပါနေသည်မော်တံမှာကြားရသောစကားများဖြင့်ရင်ဆို့သွားကမော်ကိုတနာကျနာစွာနှင့်နှစ်သိမ့်ချင်းလာလွန်၍ဘလို့နှစ်သိမ့်ရမှန်မသိအောင်ပင်သူဖြစ်နေသည်မော်သည်ခဏရက်ဆိုင်နေပြီးမှသူ့အတွင်နေသူဆက်ပြောပြန်သည်ထိုခိုက်ထိုအချင်းထိုတစ်ချိန်လုံး၌မော်သည်အကြအရာကိုပါမျှတတိမယပဲသူ့အကြောင်းကံသူ့အဖြစ်တစ်နှစ် တမီတဲ့ကိုသားလင်းအာယုံဖိဆိုင်ထားလျက်တွေ့တော်ပြောဆိုနေပုံရှိသည်ဖဲသားသမီးမဆိုကိုမိပါတော့ဘသူပဲဝါဆိုတာသိချင်မြင်ချင်စိတ်ရှိကြမှာကြီးပဲမဟုတ်ဘူးလားအကိုရဲ့မောကဤသို့မေးလိုက်သဖြင့်ကိုမြင့်သူသည်ခေါင်းကိုစက်ခနဲ့ညင်လျက်ပြန်ပြောလိုက်သည်မှန်ပါတယ်မောဖဲသားသမီးမဆိုပေါ်မောရဲ့ကိုမိပါကိုကိုမိပါမှန်သိချင်မြင်ချင်စိတ်ရှိကြတာပေါ့ကိုမိပါဟာဘာကြီးပဲဖြစ်နေနေ နောက်ဆုံးဘဲချီနေရောက်နေရောက်နေပေါ့တာသမီဖြစ်သူတိုင်းမိဘအရင်ကို ကိုမိဘဘယ်သူဘယ်ဝါမန်းတည်ကျင်တာကြီးပေါ့တီလဲတီတိုက်ပါတယ်မော်မော်ဒီဆက်မပြောတော့ဘဲသူအတွင်းနဲ့သူပြန်ငြိမ်သက်သွားပြန်ဤမော်ဒီမြင်အောင်မိသည်မိဘနှစ်ပါးကြွေးကြစဉ်ကအိမ်မော်တို့ဖခင်တက်လာတာကိုမြင်သည်နှင့်တစ်ချက်ထဲတော်မြိုင်တို့အိမ်တို့သူမေမေကဆင်းသွားပုံညနေချင်းမြောက်ပင်မဆိုင်ဘဲပြက်ပြက်တောင်းတောင်းလှုပ်ခဲ့ပုံ ရကူလည်းဖခင်နှင့်ပတ်သက်၍တမီးအပေါ်၌မကြည်မနှံ့၍အိမ်ပေါ်မှဆင်းသွားပြန်ပုံယခုဆင်းသွားသောအိမ်မှာတော်မြိုင်ဤတမီးမအေးတန်းအိမ်ဖြစ်နေပုံအဖြစ်ပြက်များကိုတခုနှင့်တခုဆက်ဆက်လျက်မောမြင်အောင်မိသည်ယခုတစ်ချိန်၌ယခင်တစ်ချိန်ကဲ့သို့သမီးကိုပါမျက်နှာချင်းမဆိုင်တော့ပဲအိမ်တို့ပြန်မလာပါတော့မီလားဟုမောပူလောင်လာမိသည်တော်တော်ကသူမသိအောင်လုပ်တဲ့အတွက်စိတ်ဆိုးတာဖြစ်မှာပါပဲကိုမြင့်တို့သည် တရင်ရင်မြင်အောင်ပူလောင်လျက်ငြိမ်သက်နေသောမော့ကိုလှမ်းပြောလိုက်သည်မော့ကမျက်နှာလေးညှို့ညို့ဖြင့်ပြန်ပြောသည်မမေစိတ်ဆိုးမယ်ဆိုလဲစိုးရပါပဲအကိုမော်နဲ့ဖေဖေနဲ့တွေ့ဖို့တော့မမေလုံးလုံးမသိခဲ့ပါဘူးဖေဖေကိုမော်မမြင်ဘူးဘူးပဲထင်နေပါတယ်မော်မပြောတာကလည်းမမေမကြိုက်တဲ့ကိစ္စကြီးဖြစ်လို့မပြောဝဲမှာဘူးမပြောလို့ပါဘူးမမေကိုအခုလိုမော်မပြောပြပဲထားတဲ့ကိစ္စဒီအကြောင်းအလွယ်ပြီးတိပြင်ဘာမှမရှိပါဘူး ကိုမြင့်တူသည်ခေါင်းတညိမ့်ညိမ့်ဖြင့်နားထောင်နေစဉ်တခါကသူချစ်ရည်ဆိုဘူးသောကိစ္စရှိသဖြင့်မော်သည်ဤကိစ္စကိုဒေါ်စောမီအာမီတို့မီပုံပျော်ပြမီပုံကို တွေ့တော်ချင်းမီကစိတ်မလုံးတလုံးဖြင့်မော်ကိုစိုက်ချင်နေသောသူမျက်လုံးများကိုလွှဲဖယ်လိုက်လေသည်တွေ့ရင်သည် ဟောလစ်တခွဲ့ဖြော်လာကယူလာလေ၏အကိုတောက်ပါအောင်ပူပူကလေးမော်သည်ကိုမြင့်တူနှင့်တွေ့ရခြင်းဖြင့်အမူအရာမပြတ်ထူးခြားချက်ပါမှမရှိဘဲသူ့အပုံနှင့် သူယခင်ကအကြောင်းကိုတတိမာရသေးရဲ့လားဟုထင်စရာအကိုတယောက်ကဲ့သို့ပင်ဆက်ဆံပြောဆိုနေသည်မနေ့တော့အကိုကြီးကြီးမင်းနဲ့သွားပြီးမလိုက်လိုက်အောင်ခေါ်ပြီးပြန်ပို့ပါမယ်မော်ဒီစိတ်မကောင်းလာသဖြင့်ဘာမှပြန်မပြောဘဲနေ၏ကိုမြင့်သူသည် ဟောလစ်တောက်ပြီးပကံကုံမော်တို့ခြားကစိတ်ပူစွာပြောလိုက်သည်ဒီညအိမ်မှာမော်တို့ကြီးပဲအိတ်ဝင်ရဲ့လားမအိတ်ဝင်ရင်အနှင်းကိုအကိုသွားခေါ်ပေးမယ်လीအိတ်ဝင်မာတဲ့အကို တော်တော်ကြာပဲအာယုံလာတော့မှကိစ္စမရှိပါဘူးအကိုလည်းညှင်းလဲလာပြီအကိုကိုကျေးဇူးတင်ပါတယ်အချိန်ဒီတူးကိုတူးခွဲကြရင်အချက်ပြနေသည်မောကညှင်းလဲလာပြီဆိုလိုက်မှမောင်းခွဲရမိကြောင့်သူရင်နိုင်ဟာသွားသည်ကိုမြင့်တူးသည်ចောင်းစာများမော်လိုက်နိုင်မလိုက်နိုင်မေ့ခြင်းသည်အချင်းရသေးမည်ဆိုရင်ကိုမြင့်သူရင်ထဲ၌ပြောခြင်းသည်များမှာအများကြီးဖြစ်လေ၏ တို့ရတွင်ပြောရန်အချိန်အခါနေရာမဟုတ်မှန်းသည့်သဖြင့်မျိုးသိမ့်လျက်အလိုက်တိတိပြန်ပြောရသည်မော်လည်းမနဲ့ယုံသွားမှအိပ်ပြက်နေပြီအခုပြန်မယ်နော်ကိုမြင့်တို့သည်ထိုင်ရာမှဖြေးလေးစွာထားသည်မော်လည်းထားလိုက်သည်ဒီကနေ့ပေါ်၌ချုပ်ခဲ့သောရော်ဘာဖနက်ကိုဆွနေရင်းပြီမော်ကိုတစိမ့်စိမ့်ကြည့်လိုက်သည်မော်ဒီကိုမြင့်သူနဲ့မျက်နှာချင်းဆိုင်မဟုတ်ဘဲတစ်ဖက်ဘေးနားရလိုက်သည်မော်ဒီနေရာမှာထလာတော့လဲသူ့အတွင်းနေသူထလာသည် ဘယ်အရာမျှခရူးဆိုင်ချိန်မရသလောက်သူအတွင်းနေသူစိတ်များနေသည် မော်ဒီကိုမြင့်ထူးပြန်မှဖြစ်၍ဝတ္တရားအတိုင်းတကားဝါနာသို့လိုက်ပို့လိုက်သည်ဒါပေသည်သူစိတ်မှာသူ့မိစီတို့ရောက်နေလျက်ပြန်လာဖို့မြည်တို့လိုရန်အမြင်မပြတ်တွေ့တော်နေသောအတွေ့များကြောင့်မော်ဤမျက်လုံးလေးများသည်ဟိုဘက်ရောက်သွားလိုက်ဒီဘက်ရောက်သွားလိုက်ဒီဘက်ရောက်သွားလိုက်ဟိုဘက်ရောက်သွားလိုက်နဲ့ကိုမြင့်သူကိုတိုက်ရိုက်မကြည့်မိချေညမှာတိတ်နေလေဤကိုမြင့်သူသည်ဖနက်ဆူပြီးနောက် မောမျက်နှာကိုငိစား၍ကြည်နေသည်အပြင်ဘက်မှလာရောက်များသည်ပိန်းနှဲရွက်များကိုဖောက်ကာမောကိုပေါ်တွင်ပျောက်တိပျောက်ကြားလင်းနေသည်ဖြင်းညင်းစွာတိုက်နေတော်လေသည်ခြံထဲမှစိတ်ဖလိုနှံတို့ကိုတဲဆောင်ကာတင်ပြန်နေသည်ပဝင်းချင်းတစ်ခုလုံးတိတ်ဆိတ်နေ၏တိတ်ဆိတ်ခြင်းသည်နှစ်ယောက်စလုံးတိတ်ဆိတ်နေသောသူတို့ကိုစိုးမိုးထားလျက်အစွမ်းတစ်ခုခုပြတော်မလိုလိုပင်ထင်ရပေသည် ကိုမြင့်သူငေးဆိုင်ကြည့်နေသောမျက်နှာမှာတခါကမော်လှန့်တက်သွားသောဘတ်စကားကြီးကိုငေးမျောကြည့်နေစဉ်မျက်ရည်များဝင်နေသောမျက်လုံးဖြင့်ကြည်ကွဲကြရသည့်ထိုအချိန်ကထိုမျက်နှာမျိုးအတိုင်းဖြစ်နေသည်ကိုမြင့်သူ၏ရင်ထဲတွင်ဆွေးလျက်လေးလျက်ပူလောင်လျက်ပြင်းထန်စွာခံစားကြရဖို့သည့်ထိုမျက်နှာမှာယခုမော်ရှိ၌ပြန်ပေါ်လျက်နေသည်မော်ဒီကမျက်လုံးလေးကိုဟိုရောက်လိုက်ဒီရောက်လိုက်ရှိနေရာကကိုမြင့်သူမျက်နှာကိုချိန်လိုက်သည် ကိုမြင့်တူးသည့်ကြောင်ရုံလိုပင်ငြိမ်သက်စွာရနေသည်သူ၏ညုံမိုင်းသောမျက်လုံးကြီးများဖြင့်မော်ကိုအာနေစွာစိုက်ကြည့်နေပုံမှာသူရင်ထဲ၌ဆွေးလျက်လေးလျင်ပူလောင်လျက်ရှိသော ခံစားချက်တို့ကို အထင်သာပေါ်လွင်အောင်ကွက်ကွက်ကွင်းကွင်းဖော်ပြနေသည် မော်တွေ့ရသောထိုမျက်နှာသည်မော၏အသေးတောင်၌မြုပ်ဖုံးနေသောစိတ်တခုကို တူးစွာပေါ်ထုံနိုင်ကအိပ်ပျော်နေသော မော်အားနှိုးလိုက်တကယ်ပြီးသောပင် မော်ဒီကိုမြင်ထူးဤမျက်နှာကိုမြင်အချင်းဖြင့်မဖြစ်စဘူးထူးထူးဆန်းဆန်းသူကိုယ်တိုင်ဘာဖြစ်မှန်းမသိတော့ဖိုးပုံမျိုးရင်ထဲ၌ပိုသွားတော့ဤစောစောအားလိုစိတ်မရေပဲပူချိန်သွားပြီးလင်းချက်ချင်းအနေကျုံသွားသည် ကိုမြင်ထူးသည်အာယူပြောလိုက်ကအကိုပြန်မေးဟုပြောလိုက်သည် ဟုတ်ကဲ့အကိုရင်ထဲမှတုန်တုန်ရင်ဖြင့်ပြန်ပြောလိုက်သည်မော်ကနောက်မှလိုက်စင်းပြီးမော်ဒီနေကားရင်၌အသာရက်နေလိုက်ပြီး ကိုမြင့်တူးခြံတကားမှထွက်သွားမှပင်ကိုမြင့်တူးဆင်းသွားသောအခါ၌လေကလေးပေါ်မှဆင်းသွားကာခြံတကားကိုဆွဲပိတ်လိုက်သည်ကိုမြင့်တူးသည်တစ်ချက်မှလက်မကြည့်ဘဲမောင်းထွက်သွားသည်မော်သည်ထုံညာ၌အိတ်ချင်စိတ်မရှိတော့ဘဲအိယာပေါ်၌လှဲကာတော်တော်နှင့်အိမ်မပြောနိုင်ဤအိမ်ကလေးထဲ၌သူနှင့်တွင်ရင်သာ ရှိသဖြင့်စိတ်ထဲ၌ဟာနေသည်မိခင်၏အရေးမိခင်၏ကုံကျေးဇူးများကိုတွေးမိလေလေရင်ထဲ၌မချိလေလေဖြစ်လေသည် ဤရင်တို့ရောက်မှမိခင်နှင့်တကားမှမခွဲဘူးသဖြင့် တလွန်လွန်တတတာဖြစ်မိသည်သူ၌ဖခင်ယေရှုမရှိ မိခင်ယေရှုသာရှိခြင်းကြောင့်မိခင်ကအထွန်းလဲသားခြင်းကို အခံရခက်ကမျက်ရည်များစိမ့်ကြလာသည်ဒေါ်စောမီမှာ စိတ်ကြီးလာသည့်အတိုင်းပင် ပြင်းများသွားခဲ့သောဟူသော အတွေ့မှာအားငယ်စိတ်ဖြင့်ဟာနေသောရင်ကိုလောင်စေပြန်သည်။မော်သည်တက်ပြင်းကို အခါခါချ၏။အိယာပေါ်၌ပေပြောင်းညာပြန် လှိမ့်လိုပူလောင်နေလျက်မိတို့ပြူရန်တွေ့တော်နေသဖြင့်သူ့ကောင်းမှအုံနောက်နေသည်နောက်ဆုံးမှအကြံရ၏မိခင်မသိအောင်ပြုခဲ့မိခြင်းများအတွေ့ခြေတော်ကိုခေါင်းနှင့်တိုင်၍ရှ िख ိုးတောင်းပန်ပြီးလိုက်ခေါ်ရန် ဆုံးဖြတ်လိုက်သည်မော်သည်တညလုံးပူပန်နေသည့်အတွင်မှတစ်ချက်တစ်ချက်ကိုမြင့်သူ၏အဆွေရိပ်ဖြင့်ခြေထားသည့်ထူးခြားသောမျက်နှာမှမျက်လုံးထဲတွင်ပေါ်လာသေးသည်ဘုံကြီးเจ้าမှတုံးကောက်တံဖြင့်မော်နိုးသွားသည် မော်သည်အေးအေးမောဝတဝါဖြင့်အေးယာမှထားလိုက်သည် ဒေါ်စောမီထံသို့လိုက်သွားရန် စိတ်စောနေသဖြင့်အိယာမထလာခဲ့ရသည်ထွေးရင်အိပ်ပျော်နေမည်ဆိုသဖြင့်ထွေးရင်ကိုမနှိုးချီမိဖွေပြီးအိမ်ရှိဂန်း၌ဖုံသုံးတမျက်စီလဲသည်ထို့နောက်ဖျားရည်ချမ်းကက်ဖျားရှိကိုစသောနည်းနည်းဝေယဝိစာများကိုတစ်ခုပြီးတစ်ခုဆက်တိုက်မြန်မြန်ပြေအောင်လုပ်သည်ကောင်းကင်၌ဤတွေးတွေးကိုမြင်ရသောအချိန်၌မော်လုတ်ခိုင်သောနည်းနည်းကင်းအိမ်မူကိစ္စများပြည်စီသွားသည် မော်ဒီကန်ကြီးတစ်ချောင်းဖြင့် channel သို့ဆင်းသွားကာဖျားပန်လင်းရန်ပန်းများကိုသည်ယနေ့နေ့ကောင်းချင်းဆိုင်လျက်ပွင့်နေသောတစ်ခွာပန်းများကိုခိုးရန်ကင်ညံနေစဉ်ပန်းရှင်ဤညာက ထူကြသောမျက်နှာကို မြင်မိသည်ညာကအရင်ပေါ်သွားခြင်းအတွေ့ဘလို့ဖြစ်၍ပုံမှန်ကို ရေရေလေးပြန်၍မစင်သာဝင်ဘာရီမြင်ပြီးဘာရီတွေ့နေတာလဲသူကိုယ်သူအပြစ်ဆိုကသူစိတ်ကိုမိဖြောင်းလိုက်သည် ဖျားပန်းကပ်ပြီးထွေးရင်ကိုနှိုးကောင်းဈေးအစောကြီးလွှတ်လိုက်သည်ထွေးရင်ဈေးမှပြန်ရောက်လာရင်မော်ဒီယုံသားရဲ့အတွက်အစင်းသည့်ပြင်ပြင်းနေပြီထွေးရင်ငါမမေးစီယုံမသွားခင်ဝင်ရမှာဒီနေ့တော့နေဟာနေချက်ကြောင်းမို့ဆွမ်းဟန်းကိုအရင်ချက်နော်ငါသွားမယ်မော်အိမ်ပေါ်မှာဆင်းသွားသောအခါထွေးရင်သည်တကားပိတ်ပြီး ပြန်ပြေးတက်သွားသည် မော်ဒီမိနစ်20ဘတ်ကားဆောင်ရသည် အလင်းလိုကောင်မှကြာလိုက်တာဟုစိတ်ဆောနေသည် မော်ဘတ်ကားဆောင်နေချိန်၌ပင် ကိုမြင့်ထူးနှင့်ကြည်ကြည်မေသည်မသန်း၏အင်ရှင်၌ကားထိုးဆိုင်လိုက်သည်ညကကိုမြင့်ထူးပြောပြ၍ကြည်ကြည်မေမှာစိတ်ပူသွားကမိုးလင်းလင်းချင်းဒေါ်ကျော်မေတို့မနိုမီထလိုက်လာခဲ့ရသည်မအေးတန်းပြခင်ပြရ၌ကိုမြင့်ထူးကထားလေကြည်ကြည်မေမှာမထိုင်နိုင်ပဲဒေါ်စောမီဖျားရှိခိုးနေသည်ဆိုသောအပေါ်ရက်သို့တန်တက်သွားပြီးလင်ဒေါ်စောမီနောင်နာ၌အသာကတ်ထိုင်ဆောင်နေသည် ဒေါ်စောမိသည်ကြည်ကြည်မေတလာတန်းကြားသဖြင့်ဖះတိုတိုပဲရှစ်ကိုအိုးချပြီးလှည့်ကြည့်လိုက်သည်ဒုက္ခရှာလို့မမကြီးရဲ့ဘာဖြစ်လို့လိုက်လာရသလဲဟုတ်ဆို၏ကြည်ကြည်မေသည်မျက်နှာပြက်ပြက်ဖြင့်ဒေါ်စောမိသူကိုကင်၍ပြောသည်အမိရဲ့မောင်မြင်သူပြန်လာပြီးဘယ်သူမှမသိအောင်နှုတ်ပြီးပြောမှအမိဒီရောက်နေမှန်းသိတော့တယ်ကြာကြာချင်းလာချင်တာပါစိတ်ကိုမပြောင်းဘူးညာကြီးလာရင် မချို့လိုတည်သွားမှာဆိုလို့အောင့်နေရတယ်။မိုးကလည်းလင်းခဲလိုက်တာ။လင်းလင်းချင်းမောင်မြင်းထူးလိုက်ပို့ခိုင်းရတယ်။ဂိုင်းပြန်ကြပါစို့။ဒေါ်စောမီသည်ជីជីမီကိုပြုံးသည်ဆိုယုံများလောက်ပြုံးပြနေကမလုံချေ။ជីជីမီမှာဒေါ်စောမီပုံပန်းကိုကြည့်လျက်စိတ်ပူကထပ်ပြောသည်။မမကြီးရောအမိကိုလည်းအပြစ်မတင်နိုင်ဘူး။မော့ကိုလည်းအပြစ်မတင်ချင်ဘူး။လောကမှာအဆင်မပြေတာတွေအများကြီးပဲမဟုတ်လား။ ဒီတော့အမိလည်းတရားရှိတဲ့ပုံကိုပဲသမီးလေးအပေါ်မှာခွင့်လွှတ်ပြီးလာပါ သွားကြပါစို့နော်ဒေါ်စောမီမျက်နှာမှာညိုမဲသွားသည်တညာလုံးမအိပ်တဲ့အတွက်အိပ်ပြက်သောမျက်နှာမျိုးတိတိသားသားချောင်ချနေသည်တော်စောမိသည့်တနေရာသို့လှန်ငေးချင်ရင်အတန်တုံတုံဖြင့်ဝန်းနေနာကြီးစွာပြောပြသည်။ကျမတော့အံအောလို့မဆုံနိုင်ပါဘူးမမကြီးရဲ့။သူ့အဖေကိုသူတခါမှမမြင်ဘူးရှာဖို့မှတ်နေတယ်။ လက်စာတက်တော့သူကသူ့ဖခမဲတော့ကျမခွေရမှာ ကျမကိုအတိမပေးပဲသူဟာသူတွားပြီးကိုးခွေစည်းကန်နေတာများအဟုတ်ပါပဲကျမဘလို့အံ့ဩမှန်မသိပါဘူးကြည်ကြီးမေသည်ဖခမဲတော့ဆို၍အိန္ဒြေမဆောင်နိုင်အောင်ဖြင်းဖြင်းပြုံးလိုက်သည် ပြုံးပြီးမှနေစမ်းမအောင် အမိရဲ့မောဖီဖီကရန်ကုန်မှာဘာလုပ်နေသလဲဘယ်မှာနေသလဲဟုမေးလိုက်သည်ကျမမသိချင်လို့သူ့ကိုမေးမကြည့်ပါဘူး တီလည်းမသိချင်ပါဘူးဒေါ်စောမီကအခါခါတီတီပြန်ပြောခြင်းကြောင့်ជីជីမေမပြုံထားသောမျက်နှာကိုမျက်နှာပိုးတတ်ထားလိုက်ရသည်ဒီလိုပါလေအမိရဲ့အမိအနေနဲ့ပြတ်တာဟုတ်တာပေါ့သူ့အနေနဲ့ကမိဘမဟုတ်လားပြီးတော့အမိသမီးကဖခင်တရားနဲ့အင်မတန်လိမ္မာယဉ်ကျေးတဲ့မိန်းကလေးဆိုတော့သူကအမိတို့အပေါ်မှာဘလို့ဝိတရားပြက်ပြက် သမီးအနေနဲ့သူမပြက်ကွက်ဘူးဆိုတဲ့စိတ်နဲ့ကြော့တာဖြစ်မှာပေါ့ဒါ ਉਹ အမိကမော့ပေါ့အပြစ်မထားကောင်းလို့အပြစ်မထားပါနဲ့အမိရဲ့ခမညာဘလောက်များပူလိုက်မလဲတနာပါတယ်ပူမကောင်းနေမမကြီးဒါမှသူသိမယ်အမိမသိအောင်လုပ်ရင်ဘလို့အပြစ်ရှိတယ်ဆိုတာဒါမှသူမှတ်မယ်ဒေါ်စောမီသည်ជីជីမေကို အာနာတော်လဲစိတ်မကြေသေးတဲ့ကဲတော့ဒေါ်နေမောနေပြန်ပြောသည် ကြည်ကြီးမေသည်လာရင်ကိစ္စပြေလည်ရန်ကြိုးပမ်းရမည်သူဖြစ်သည့်အတိုင်းလေးလံစွာတပြင်းချလျက်ဘယ်နီးဘယ်ပုံတောင်းပန်ရန်အကြံထုတ်နေရသည်ငါသမီးလေးလိန်ပါတယ်ဆိုလို့ရောင်းမမြင်စီထွက်တယ်အမေကတော့ငါသမီးလေးတကောင်ကျွက်လေးဆိုပြီးကျင်နာလိုက်ရတာချစ်လိုက်ရတာတခုလက်ဘဝနဲ့တနည်းတနည်းဖက်တီဖက်တီနဲ့တနည်းကုန်တနည်းကန်ရှာဖွေပြီးလူလားမြောက်အောင်လုပ်ခဲ့ရတယ် အမေတခုသမီးတခုမို့သူ့အပေါ်မှာအစာစာပုံပြီးလုံးလုံးယုံကြည်တယ်။ "तू ကတော့လျှို့ဝှက်တယ်လေ။ဒီလိုအမေမျိုးကို तू ကလျှို့ဝှက်တယ်။ငါလောက်တာဒီအမေမသိစေရဘူးပေါ့။အခုတော့ဘာကောင်းသလဲ။ကျမကွယ်ရမှာကျမမသိအောင်ရွှေလန်းငွေလန်းတွေပေါင်နေလိုက်တာ။အမေ"တော်စောမိသည်ပြောရင်းပင်အတန်ရုံအသားရုံဆက်ဆက်တုံလာသည်။ကြည်ကြီးမိမအကြံရချက်နေသည်သာမကပဲအသက်ရှူရပါချက်နေရှာသည်ဒီမှာအမိရဲ့ ជីជីမီကပါဇက်ဟာလိုင်းယုံဖြင့်ဒေါ်စောမီကလမ်းပိန်လိုက်သည်တော်ပါတော့မမကြီးမပြောပါနဲ့တော့ကျမသူ့ကိုစိတ်ဆိုးလွန်းလို့ပါကျမသူ့ဖေကိုဘလောက်ကြီးစိတ်နာရဲဆိုတာသူအသိပါ မသိတာမဟုတ်ပါဘူးတင်းရဲသားနဲ့တောင်ဆက်မိအောင်ဆက်သွဲပြီးအမေခွေရမှာသူကမွေးတပခင်ကိုမွေးကျေစုသွားဆက်နေလိုက်တာတက်လဲတက်နိုင်တယ် ဒေါ်စောမီမှာဒေါ်သားမို့မှော်နေသဖြင့်သူ့ဒေါ်သားမီမှာတော်ယုံတန်ယုံလောင်းနဲ့ငင်းမြင့်ပုံမပေါ်သဖြင့်ជីជីမီမှာစိတ်ညင်ညူသွားသည်မမကြီးတိတ်ငိုချင်တာပဲအမီလည်းလူတစ်ဖက်သားကိုအင်မတန်တနာရတာပါမမကြီးမှာစိတ်မချမ်းသာဖြစ်ပြီးတော့လာခဲ့ရတာပါဒီတော့မမကြီးကိုအာနာထောက်ထားပြီးဒီတချိန်တခါခွင့်လွှတ်ပြီးပြန်လိုက်ပါအမီရေပြန်ကြပါစို့နော်ဒုက္ခရှာလို့လိုက်လာတယ်မမကြီးရေ။ तू ဟာအားလုံးကိုဒုက္ခပေးတယ် မမကြီးပြန်ပါကျမတော့မပြန်သေးဘူးအမိမပြန်သေးဘူးပြောတော့မမကြီးကထပြန်သွားမတယ်လားမဟုတ်တာအမိကလည်းတညာလုံးအိမ်ပြန်မလာုံနဲ့ပဲသူ့မှတ်ပါပြီဒီလောက်နဲ့ပဲတော်ပါတယ်လို့အမိကိုမမကြီးကတောင်းပန်ချင်ပါတယ်အမိလည်းစဉ်းစားကြည့်စမ်းပါဒီသမီးမျိုးအမိခွင့်မလွတ်နိုင်အောင်မဖြစ်သင့်ပါဘူးအမိကိုဆိုတာဒီအမေမဒီအမေဆိုပြီး တသက်လုံးဖက်ပြီးအားကိုးလာခဲ့တာမဟုတ်လားဘလောင်မြောင်အမိပေါ်မှာကျင်နာချစ်ခင်ယူရတယ်ဆိုတာအတိသားနဲ့အမိရဲ့ယူသေးတာကတော့အမေကိုဖျားတဆူကုတလုံးမှတ်တာရှားပါရဲ့တော်လောက်ပါပြီအမိရဲ့ခွင့်လွတ်ပါခွင့်လွတ်ပါတော်ဆောင်မိမကြည်ကြီးမိမျက်စိမျက်နှာမကောင်းယုံများမကဘာမဆိုင်ညာမဆိုင်ဖြင့်ခါခါရရတောင်းမှန်တူရှူပြောဆိုနေခြင်းကိုအာနာစိတ်ဝင်လာကား ရှေ့တူပြောမိစကားတွေကိုမပြောတော့ဘဲတန်သွားသည်အမိလည်းပြောမဲ့သာပြောနေတာပါညာကသမီးလေးကိုခွဲလာတာစိတ်ကောင်းမှမဟုတ်ပါဘူးဒါကတော့မမကြီးအစင်းတီပဲမဟုတ်လားជីကြီးမိပြောတာမှန်၏ညာကတညာလုံးတော်စောမိမအိမ်နိုင်ချင်းမော်ထန်မှာနောက်ကိုမဆက်သေးတော့ပါဘူးဟုပြန်ကြချက်မရခြင်းကြောင့်ဘာမဆိုမိခင်အလိုကျလိုက်ရောခဲ့ပါလျက်ဤအချက်ကြောင့်မှာ နှုတ်ပိတ်အားလေးနေမှုကိုတညာလုံးနာကြည့်သည့်စိတ်ဖြင့်စိတ်မချနိုင်ညနေပိုင်းသို့ရောက်တော့မှညာရင်းညာတာ သမီးပြိုကလေးအတွက်ပူမိသောစိတ်ဖြစ်ပေါ်လာသည်မော်ဒီလူဝိကြောင်နှင့်ဖြစ်တော်လဲစိတ်မှာအခြားမိန်းကလေးများနှင့် လုံးဝမတူဘဲဖျားသွားကြောင်းတဲ့ရတနာသုံးပါးလွန်စွာကြီးညိုကိုင်းဆိုင်၍ယင်ကြီးလာသောစိတ်ရှိသဖြင့်တရားသဘောနှင့်ကြော်ရာပါပဲဟု မကြည်နိုင်သောသူစိတ်ကိုသူဖြည့်ကြည့်သည် မောကိုရာနှုန်းပြီးသူစိတ်တိုင်းကြောင့်ပုံစံအတိုင်းသတ်မှတ်ထားရမှ သူမနစ်သက်သောအချက်ကြီးတစ်ချက်ဖြစ်ပေါ်လာခြင်းကြောင့်ရာနှုန်းပြီးစိတ်တိုင်းကြောင့်သတ်မှတ်ထားသော ပုံစံတစ်ခုလုံးပြည့်ဝင်ပြီးဟုတော့မောပေါ်၌မမတ်ယူနိုင်သည်အလွန်လိမ္မာသောတမိလေးဖြစ်မှန်းလည်းသိ၏ဒေါ်စောမီမာလင်ကိုပြန်နိုင်ခဲ့တော်လဲစင်စစ်တမိကိုတော့မပြန်နိုင်ပြီဒေါ်စောမီပါမျာမပြောဘဲမျက်နှာညှိုကငိုင်နေခြင်းသည်ဖြင့်ကြီးကြီးမေသည့်အာတက်သွားကထန်၍တောင်းပန်သည် မမကြီးလီအမတယောက်အနေနဲ့တောင်းပန်ပါတယ်အမိရဲ့မမကြီးဒီလောက်တောင်းပန်နေတယ်ဆိုရင်မမကြီးစကားကို မပေဘူးလို့ယုံကြည်ပါတယ်။မောင်မြင့်တို့ခင်ဗျာလေညာကစိတ်မကောင်းလို့အိတ်မပြောနိုင်ဘူး။ဒီနေ့ကြောင်းတောင်းမသွားဘူး။သူ့ကိုလည်းအာနာထိုက်ပါတယ်။လာပါထပါညီမရင်ပြန်ကြပါစို့။ជីជីမေသည်ကုန်းထပြီးဒေါ်စောမီလက်ကလေးကိုလှမ်းဆွဲကဒေါ်စောမီထရန်ထိုးလိုက်သည်။ဒေါ်စောမီမှာ ပင်ကိုကအလွန်အာနာတတ်သည့်အတိုင်းကြီးကြီးမီအပေါ်၌ရရန်မတင်သောကြောင့်တင်းမာပြမနေတော့ဘဲအာနာစွာပြင်လိုက်တာကကြီးကြီးမီနှင့်အတူအိမ်အောက်သို့ဆင်းလာခဲ့သည်။မောင်မြင့်သူတော်တော်တော်အာနာပါတယ်။ဟုဒေါ်စောမီကလှမ်းပြောသည်။ကိစ္စမရှိပါဘူးတော်တော်။မဲဤတန်းမှာအိမ်မော်မတနိုင်ဘဲကိုမြင့်သူနှင့်ထိုင်ငါစကားပြောနေသည်။ဒေါ်စောမီအကယ်အားလှမ်းကြည့်ရင်းပြောလိုက်သောအခါ ဒေါ်စောမီမမြင်အောင်ជីជីမီကမျက်စိတပတ်မိတ်ခါပြုံပြလိုက်၍စိတ်ပြေသွားကြောင်းရင်မိသဖြင့်စိတ်ထဲ၌သက်သာရရသွားသည်။ကဲပါ မထိုင်ကြပါနဲ့တော့သွားကြပါစို့ဒီအတူမလေးကလည်းဈေးထွက်ရမယ်မဟုတ်လား။ဒေါ်စောမီမှာထိုင်မီပြူဟန်ပြင်းနေသဖြင့်ជីជីမီကဒေါ်စောမီလက်ကိုလှမ်းဆွဲကပြောလိုက်သည်။ဖျော်ပေါ်၌ထိုင်နေကြသောမအေးတန်နှင့်ကိုမြင့်ထူတို့သည် တပြိုင်နက်တည်းထားရလိုက်ကြသည်ဒေါ်စောမီကရှယ်ပြုံးဖြင့် မမယိုအာနာလွန်းလို့ပဲဟုတ်မအေးတန်းကြောင်းအောင်ပြောလိုက်သည်မအေးတန်းကရေရှုံဖက်ရှုံပြန်ပြောသည်ကြီးကြီးမေကဲပြီလို့သာပါပဲညာကဒေါ်လေးကဒီနေ့ဖြာပုံသွားမယ်ဆိုလို့မသွားဖို့ပြောရတာနဲ့ကျမငိုလိုက်ရတာအခုမှပင်ကျမအလုံးကြီးကြသွားတယ်ကိုမြင့်သူသည်ကားစီတို့အရင်ဆင်းသွားသည်မအေးတန်းကပြောပြီးဖနှက်ချွတ်တို့ဆင်းလိုက်သည်ကြီးကြီးမေသည်ဒေါ်စောမီလက်ကိုမလွတ်ဘဲအရင်ဆင်ခိုင်းပြီးမှ အိမ်ပေါ်မှအတူတူလက်ဆွဲဆင်းသွားကြသည်ကိုမြင့်သူတို့ကောင်းထွက်သွားပြီးမကြမီပင်မအေးတန်းအိမ်သို့မော်ရောက်လာလေသည်မင်းမင်းကြီးမလေးလာလာမအေးတန်းသည်အိမ်ဝမမော့ကိုစီချိုပြောလိုက်သည်မိမိရောမိမိရောမော်ကအိမ်ပေါ်မတက်မီစိုးရင်ကြီးစွာဖြစ်မိသည်ជីကြီးမေတို့ခေါ်သွားပြီးအိမ်ပြန်သွားပြီလေအမလီမမတန်းရင် မော်ကြီးပန်းကြီးဖြစ်လာသောမော်သည်တပြင်းကလေးချလျက်မဟိတန်း၏လက်ကလေးကိုဆွဲကိုင်းညီဆိုကထိုင်ချလိုက်သည်မဟိတန်းသည်လက်သီးကလေးဆုပ်လျက်မင်းမင်းကြီးမလေးကိုပဲကျုပ်ထူခြင်းနဲ့ဆိုကငိုမလို့ရေမလို့မျက်နှာပြန်လှန်ထူလိုက်သည်မလိုက်ဘူးမပြန်ဘူးလို့သေးသလားဟင်မမတန်းမော်ကငိုမဲမဲမျက်နှာလေးပြင်းပြင်းမေးကြည့်သည်ကြီးကြီးမေးပါလာလို့သာပေါ့ပြန်လိုက်သွားတာညအများတော့မပြောခြင်းဘူး ိုဘယ်သူ လာခေါ်တဲ့သူအေးသူလည်းတောင်းမန်းမမတန်လည်းတောင်းမန်းမရပါဘူးရှင် မပြန်ဘူးတဲ့ဒီကကျွန်တော်မလည်းဘာမှမသိဘူးလာခေါ်တဲ့သူတော့တိမာပဲထင်ပြီးအရင်ဖွင့်ပြောမိတယ်ညကသူပြန်သွားတော့မစင်မချင်းဖွင့်ပြောရမလားလို့မမတန်ကိုဒေါ်လေးစုလိုက်ပူလိုက်တာမှခေါင်းကိုကျိန်သွားတာပါပဲတော့မော်ဒီငိုမဲ့မဲ့လေးဖြင့်ပြုံးရင်းနေသည်မိုင်တန်ကရှင်ဖက်တီ၍ပြောပြန်သည်အံ့ရောအံ့ရော တကယ်ရာဇဝင်အိုမှာတွားပြီးဒုံးနဲ့ထိုးတယ်မော်ရင်နေပါအောင်မောပီပီရန်ကုန်မှာရှိတယ်ဆိုတာဖျာပုံကတော်ကြီးတေရောတိလိုက်ဒန်ယာရီစာအုပ်မိလို့ဆိုညာဒေါ်လေးကပျော့ပျော့ပြီးတော့ဒေါထလိုက်တာလေမော်ဒီငိုမဲ့မဲ့မျက်နှာလေးကိုရုပ်သိမ်းလျက်ပြုံလိုက်သည်ဒေါ်ယူမော်ပြောပြလို့ဒေါ်ကြီးသိပါတယ်ဒေါ်ယူကိုလည်းအဲ့ဒီစာအုပ်လေးဖတ်ပြတယ်မော်သွားကြော့တာတွေကိုရေးမှတ်ထားတာဒေါ်ကြီးကစိတ်ပူပြီးဒီစာအုပ်လေးကိုတေချာသိမ်းတော့တိသွားရင်မိုးမီလောင်မယ်တဲ့ သတိပေးသွားတယ်။တကယ်လောင်နာပဲမမတန်းရဲ့။မအီတန်းကဟဲ့ဟဲ့ပပရဲလိုက်သည်။ဟုတ်ကဲ့ပါရှင်။ဆရာမကြီးချာနေကြောမမလေးရေးသားထားတဲ့ရင်းနှင်းအောင်မွေးဆိုတဲ့ဝတ္ထုစာအုပ်လေးအားအပိုင်း23အနည်းဖြင့်ဖတ်ပြနေခဲ့ခြင်းအားခိတရဏပါးစီရှင်။နားဆင်ပြီးခဲ့ကြသူမေဦးမိသားစုဒုတိယချင်းစီတိုင်းကိုကျေးဇူးအထူးအထူးပဲတင်ရှိပါရနော်။မေဦးမိသားစု အပေါင်းတို့လည်း BN Dread အပေါင်းမှ ကင်းဝေးလို့လုံခြုံကြပါစေရှင်။